ုတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြေပွေးဆန်နဲ့ပဲပဲများဝဲလိုအားကောင်းနေတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။ပုဂုံပဲတွေအဝယ်ပြန်တွက်လာသလိုမြေပွေးဆန်နဲ့ပဲပဲများဆက်လက်ဝဲလိုအားကောင်းပြီးတော့ဈေးကောင်းများရှိနေတယ်လို့ကုန်တယ်ရီထံကနေသိရပါတယ်။နိုဝင်ဘာလတတိယပတ်ကမ္ဘာရွှေဈေးနဲ့ဒေါ်လာဈေးကောင်းလာတာကြောင့်ပို့ကုန်ပဲတွေဈေးမြင့်တက်ခြင်းမရှိတော့လဲအဝယ်တွက်လာတာဖြစ်တယ်လို့သိရပါတယ် နိုဝင်ဘာလ20ရက်နေ့မှာ ပုဂုံပေးများမှာပဲစင်းကုန်စီမြင့်တက်လာရာပဲစင်းကုန်ပိတ်တာ60တဲ့အိတ်ကိုတော့ငွေကျပ်2သိန်း3တောင်းတာမက်ပဲတဲ့ပိတ်တာ60တဲ့အိတ်ကိုတော့ငွေကျပ်2သိန်း3တောင်း5တောင်းပဲဒီစိအညာ3သိန်းဝင်တဲ့အိတ်ကိုတော့ငွေကျပ်3သိန်း3တောင်းအထိပေါက်စီရှိနေပါတယ် မြေပဲနေနှုံးစံတပိတ်သားကိုတော့ငွေကျပ်6400နဲ့6500ကျောင်းမြေပဲစီတပိတ်သားကိုတော့ငွေကျပ်14000ပဲဖက်တပိတ်သားကိုတော့ငွေကျပ်6900နှံဖက်တပိတ်သားကိုငွေကျပ်4500ကျပ်နေကျဖက်တပိတ်သားကိုတော့ငွေကျပ်3400အတိတိပေါ့စီရှိနေရလို့လည်းသိရပါတယ်ဒီတဲ့ရင်တော့နေ့တူတူကပြပို့လာပါ thank you